ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့လက်ရှိအချိန်မှာတော့ကျွန်တော်တို့ဥရောပပွဲစဉ်တွေဒါကျွန်တော်ပြီးဆုံးသွားခဲ့ပြီးအသင်းတွေနောက်တစ်ဆင့်ကိုတတ်သွားခဲ့ပြီပေါ့နော်အဲ့တော့လက်ရှိအချိန်မှာတော့ကျွန်တော်ဥရောပပွဲစဉ်တွေမှာဘယ်အသင်းကဘလူတွေဖြစ်မလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အခုလက်ရှိမှာတော့ကျွန်တော်အသင်းနိုင်လူလူ CV final ရောက်သွားခဲ့ပြီအဲ့တော့ကျွန်တော်ဒါဒီနေ့မှာတော့ကျွန်တော်နည်းနည်းဆွေးနွေးခြင်းတယ် Champion League Europa League ဒါကျွန်တော်လက်ရှိ Conference League ပေါ့နော် ဒီတဲမှာစိတ်ဝင်စားစရာကောင်းတာကတော့ကျွန်တော်လက်ရှိအင်္ဂလိပ်အသင်းဒီလေးသင်းတော့အားလုံးပေါင်းတော့ကျွန်တော်တို့စီးမိုင်နေတာကျွန်တော်စီးဖိုင်နေ list အားလုံးပေါင်းလိုက်အောင်16အေးပေါ့အဲ16အေးပေါ့16အားလုံးပေါ့ကျွန်တော်တို့ဒါအဲ၄သင်း၄သင်းဆိုတော့အေးပေါ့လီလီလီ17သင်းမှာကျွန်တော်တို့ဒါအင်္ဂလိပ်သင်းက၄သင်းပါအဲပြောချင်တာကတော်တော်လေးမဆိုးဒါဒီနေ့မှာဒါအင်္ဂလိပ်သင်းတွေနဲ့ခြေစွမ်းပြနေတယ်ဆိုတော့တော်တော်လေးမိုက်တယ်အဲ့တော့ဒီ17ဒီ17သင်းမှာ၄သင်းလောက်ကအင်္ဂလိပ်သင်းဖြစ်ပြီးဒီ၄သင်းမှာ3သင်းတို့မို့2သင်း3တော့3သင်းလုံးဒါကျွန်တော်တို့အာချန်ပီယံလိဂ်ကတော့ကျွန်တော်တို့ အဲယူရိုပါလီကကွန်ဖရင့်လီကအကုန်လုံးရသွားနိုင်နေတယ်ဆိုရင်တော့မဆိုးဘူးပေါ့အဲ့တော့လာကျွန်တော်တို့လက်ရှိမှာဒူအခြေအနေတွေရနေတယ်လေးပြောအောင်လက်ရှိဒါကျွန်တော်ချန်ပီယံလိမှာတော့ဒါကျွန်တော်ဆီမီဖိုင်နယ်မှာအာဆိုသင်းက PSG မှာတွေ့တယ်ပြီးရင်တော့ဒါကျွန်တော်ပထမကဘာစလုနာအသင်းကအင်တာမီလန်တွေ့တယ်။ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ကတကယ်ကိုထရီလာတွေနဲ့ပြည်နေတဲ့ပွဲတွေပဲ။ဒါကျွန်တော်တို့ဒီနှစ်မှာပေါ့နော်ကျွန်တော်ဒါအခုဒါနောက်ပိုင်းနှစ်တွေမှာတိတ်မချိုက်တဲ့တစ်ခုကဒါချန်ပီယံလိဂ်ဘက်ကနေပြီးတော့ဒါကျွန်တော်တို့အရန်ဟိုအန်ဒေါ့ gimmick ကိုအရင် force လုပ်ဒါပေမဲ့ဒီနှစ်မှာ underdogs ရမရှိဘူး PSG စောက်ရမ်းကောင်းတယ် Arsenal ပြောစရာမလိုစောက်ရမ်းမိုက်တယ်ခုနကပြောလို့ကျွန်တော်ကဘဒူအာဘာဆိုနာစောက်ရမ်းမိုက်တယ် Inter Milan စောက်ရမ်းကောင်းတယ်တဲ့တဲ့အလက်ရှိမှာဒါကျွန်တော် Champions League semi final တက်လာတဲ့၄သင်းလုံးက underdog တစ်သင်းမှမဟုတ်ဘူးဒီနေ့၄သင်းလုံးက လက်ဆက်9ရာခိုင်နှုန်းကိုစီကိုစီနဲ့အခုလက်ရှိမှာဘယ်အသင်းမဆိုဖလားရပေါ်နေနေထားမှာရှိတယ်။အာစနယ်ကတော့ကျွန်တော်ချန်ပီယံလိမရခဲ့ဘူးလို့ချန်ပီယံလိမရနိုင်ဘူးဆိုတော့တော့ပြောလို့မရလက်ရှိခြေဆိုအာစလိုအသင်းနဲ့ရီယယ်မက်ဒရစ်လိုအသင်းမျိုးကိုနှစ်ကြော့ပေါင်း9ကိုတကူဆိုတဲ့ရလနဲ့တိတ်ထားတဲ့အသင်းသင်းနေနဲ့ပရီမီယာကျော်ချန်ပီယံလိချန်ပီယံမဖြစ်လာနိုင်ဘူးလို့ပြောလို့မရ။ဒါပေမဲ့တစ်ဖက်က PSG ။ဟာ PSG ကိုငါတို့ကတကြိမ်နိုင်ထားတာပဲ။အရင်ဒါကျွန်တော်မမေ့ရတွေးခဲ့ဘူးတဲ့ဒါကျွန်တော်အာစနယ်အသင်းနိုင်ခဲ့တဲ့ PSG ပုံစံမျိုးမဟုတ်တော့ဘူး။ဒီ PSG ကအစုဖွဲ့ကောင်းတယ်ပြီးတော့အိမ်ကွင်းနဲ့အဝေးကွင်းနှစ်ကြော့ကန်ဖြစ်တယ်။ Paris Saint-Germain ကအခုလက်ရှိမှာတော် တော်လေးကိုအဆင်ပြေလိုက်ကလပ်ကူပဲဒါပေမဲ့ PSG မှာသူ့ရဲ့ floor တွေသူတို့ရှိတယ်အဲ့တော့ Arsenal နဲ့ PSG တွေ့တဲ့အချိန်မှာနှစ်သင်းလုံးကသူ့ floor တွေသူကိုယ်စီရှိပြီးတော့ဘယ်သင်းကဥစားပေးသွားလဲဒါကြားထဲမှာဒီနှစ်သင်းကဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာ Arsenal သင်းကလည်းပြည်တွင်းဘလောက်သူ့အနေနဲ့ဒါကျွန်တော်တို့လက်လွတ်လိုက်ပြီးလို့ယူဆောက်တယ်ဒါကျွန်တော် Arsenal သင်းနဲ့ဒါကျွန်တော်တေချာတခုသူ့အနေနဲ့လက်ရှိ Premier League ဘလောက်သူတို့လက်လွတ်လိုက်ပြီးလို့ပြောလို့ရတယ်လက်ရှိမှာဒါကျွန်တော်တို့အဲလစ်အာလည်းဘဘူးသင်းနဲ့လည်း total အားဖြင့်73မှတ်တိတိကာသွားပြီးဖြစ်တဲ့ကြောင့်မဒါကျွန်တော် Premier League တိုက်တဲ့ကူလည်းတေချာလောက်နီနီလက်လွတ်လိုက်ရပြီလို့ပြောလို့ရတယ်ဒါမှပါတယ်အဲ့တော့ လာမယ့်ဒါကျွန်တော်တို့ပွဲစဉ်ဒီမှာဒါကျွန်တော် အသေးလေးကိုပြန်ကြည့်မယ်ဆိုအကယ်၍ဒီနေရာမှာ Arsenal ကိုဒါကျွန်တော်တို့အဲ PSG ကိုကြည့်မယ်ဆို PSG ကလည်းတရှိမှာသူတို့ကပြည်တွင်းဖလားရသွားပြီဆိုသူတို့အနေနဲ့သိပြီးစိတ်ဝင်စားကြဘာမှမရှိအဲ့တော့နှစ်သင်းလုံးက focus ကတော့ Champions League အဲ့တော့အဲ့ဒီပွဲကအင်မတန်မှကြည်ကောင်းပြီးတော့ဒါခုနကပြောလို့နှစ်သင်းလုံးကလူငယ်လူကြီးပေါင်းဆက်ထားတဲ့သင်းဖြစ်တယ်တကယ်ကိုဒါကျွန်တော်တို့တော်တော်လေးကိုကြည့်ကြည့်ပါဒါပေမဲ့ အန္တသင်းလုံးကအဓိကလူငယ်အသားပေးတဲ့သင်တဲ့ဖြစ်တယ်ပြီးတော့နီးပြတွေက tactical ရတကယ်ကိုချီချူမကောင်နဲ့စပိန်သားနှစ်ယောက်ဒါကျွန်တော်တို့နီးပြ tactical class မှာတွေ့မယ်အဲ့တော့ Arsenal ရဲ့ PSG ပွဲစဉ်မှာတကယ်ကိုတော်တော်လေးကိုကြည့်ကောင်းပဲပွဲစဉ်တစ်ပွဲကျွန်တော်တို့ရောက်လာမယ်လို့မြင်တယ်ပထမအကြော့တုန်းကလို့ Arsenal သင်းနဲ့ PSG ကိုအိမ်ဝင်းတို့အဝေးခွင်းတို့မှာဒါကျွန်တော်အရင်ကြီးနိုင်ဖို့တော့လွယ်ကူမယ်တော့ဒါပေမဲ့ Arsenal သင်းကအခုလက်ရှိမှာ Real Madrid ကိုနိုင်ထားတာဖြစ်တဲ့ကြောင့်မို့ဒါတည်တည်ချလို့အဲ့တော့ဒါပေမဲ့ Real Madrid ရဲ့ဆိုင်တော့အခုလက်ရှိမှာ PSG ကကျွန်တော်ရဲ့အမြင်မှာ tactically အရာအရင်စီကဲရှိတဲ့ club တစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါအဲ့တော့ PSG တင်းတဲ့ Luis Enrique ကိုရခဲ့တာရွှေလိုကောင်းခဲ့လို့မြင်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီ Arsenal နဲ့ PSG ပွဲစဉ်ကတော့တော်တော်လေးကိုစောင့်ကြည့်ပွဲစဉ်ဖြစ်တယ်။နောက်တစ်ပွဲစဉ်တစ်ခုကတော့ကျွန်တော် Inter Milan နဲ့ Barcelona အသင်းတစ်ဖက်ကကျွန်တော်တို့က cancel ပိုင်းလုံးဝပြောင်မြောက်နေတဲ့အခြေတစ်ဖက်ကတိုက်ဆက်ပိုင်းတော်တော်လေးကိုကောင်းနေချင်း။ဒါပေမဲ့ Barcelona အသင်းနဲ့အခုလက်ရှိမှာတိုက်ဆက်ပိုင်းကောင်းပါတယ်။တော့ခုနကခန်းစစ်ပိုင်းကောင်းတယ်။ဒါပေမဲ့ခုနကပြန်ရှင် Inter နဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်တော့ Inter ရဲ့3 back နဲ့ Arsenal sorry Barcelona အသင်းအခုလက်ရှိတိုက်ဆက်မြိုင်တဲ့အသင်းနဲ့တွေ့မယ်။တကယ်တမ်းပြောမလို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့အခြေအနေတည်းကဒါ Inter နဲ့ Barcelona ပဲ။ PSG နဲ့လက်ရှိမှာ Arsenal ပွဲ ွဲလောက်ဟိုက်ချင်မှဟိုက်နိုင်မယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီဘွဲအရင်သဘောကျတယ်ဘာလို့လဲဆိုတော့နှစ်သိန်းလောက်ကဗျာသူ့ရဲ့အားသာချက်တွေနဲ့ပြည့်နှက်နေပြီလက်ရှိမှာ ဟုတ်အားနဲ့ချက်တွေကိုလုံးဝဖုံးထားတဲ့အသင်းတွေလို့ပြောလို့ရတယ်။ Inter ဆိုတဲ့လက်ရှိမှာသူ့ရဲ့ data cast တဲ့ဘိုင်းကတော်တော်လေးကိုကောင်းပြီလက်ရှိမှာ Turan နဲ့ Martinez တွေ့ရတာကျွန်တော် work rate တွေမြင့်နေ။ဒါကျွန်တော်တိုက်စစ် point ဘွဲကိုတွေ့ရမယ်။တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိမှာ Barcelona အသင်းက Lemina နဲ့ Lewandowski ဒါကျွန်တော် Rafinha တို့ရဲ့မျက်နှုံးမြင့်တိုက်စစ်တွေအပြင်ကိုကွင်းလယ်မှာလူငယ်တွေဦးစီးတယ်။ Fermin Lopez ဒါ Frankie De Jong ဒီလိုကစားသမားမျိုးတွေကိုတွေ့ရမယ်လို့။အဲ့တော့တကယ်တည်းပြဿနာကြီးမယ်ဆိုလာမယ့်ဒါကျွန်တော်တို့ပွဲစဉ်မှာလေးဒါကျွန်တော်တို့ ်အင်တာမီလန်နဲ့ဘာဆိုနာပွဲစဉ်ကထင်တာထက်အများကြီးအများကြီးကျွန်တော်ကတော့ပူမြိုင်မယ်လို့ကျွန်တော်ရဲ့စိတ်ထဲမှာထင်ပြီးတကယ်လဲပွဲကောင်းတပွဲဖြစ်လာနိုင်မယ်လို့ကျွန်တော်ကတော့ပုဂ္ဂိုလ်ကြီးအရာယုံကြည်မဲ့ပွဲစဉ်အဲ့တော့ဒီ semi final champion league semi final ကအင်မတန်မှတတော်ကြီးကိုကောင်းမဲ့ semi final တစ်ခုဖြစ်မယ်လို့ကျွန်တော်အနေနဲ့ပုဂ္ဂိုလ်ကြီးအရာမြင်မိတယ်အဲ့တော့ final မှာဒါကျွန်တော်ဘယ်သူတွေတွေ့ကြမလဲ Arsenal နဲ့ဒါကျွန်တော်တို့ PSG ဟုတ် Arsenal နဲ့ဒါ Barcelona တင်လာဒါမှမဟုတ် PSG နဲ့ဒါ Barcelona တင်လာ ဒါမှမဟုတ်ကဘောလုံးပဲဒါကျွန်တော်အာစနယ်နဲ့အင်တာလာ PSG နဲ့အင်တာလာအဲ့ဒါတွေကတော့ကျွန်တော်ယူချင်စရာဖြစ်လာခဲ့တယ်နောက်ထပ်တစ်ခုပြောရမယ်ဆိုရင်ယူရိုပါလိယူရိုပါလိမှာတော့လက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ semi final တက်သွားခဲ့တယ်အဲ့တော့ဒီ၄သင်းမှာခုနနဲ့မတူတဲ့ဥစ္စာကဒါဒီနေရာမှာ underdog ခင်မဲ့တယောက်ရှိတယ်အဲ့ဒါကတော့ဘူဒူးရန်ကလင်း Norway အသင်းတစ်သင်းဖြစ်တဲ့ဘူဒူးရန်ကလင်းကလက်ရှိမှာဒါကျွန်တော်တို့အဲယူရိုပါလိရဲ့ assistant နေရာကိုယူထားခဲ့တဲ့ Lazio ကို penalty မှာဖြုတ်ခဲ့ပြီးတော့အခုလက်ရှိမှာ Tottenham Hotspur အသင်းမှာတွေ့မယ်တစ်ဖက်ကတော့ Manchester United အသင်းကလက်ရှိအင်ရှင်ဖြစ်လာနိုင်တဲ့ Athletic Bilbao ောင်တဲ့တွေ့ဖို့ရှိတယ်အဲ့တော့ဒါဒီဒီနှစ်ပွဲလုံးကလုံးဝ on the top of the chef ကိုသွားဖို့ရှိတယ်ဘောနော်အဲ့ personality ကပြောမယ်တကယ်ကိုစောင့်ကြည့်တဲ့ပွဲစဉ်တစ်ဖက်ကဒါ United အသင်းနဲ့ Lion ကိုနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာငါတို့ဘာလုံးနိုင်လဲဆိုတာကိုပြသခဲ့တဲ့ပွဲစဉ်တစ်ပွဲဆိုလည်းမှားမိတော့မထင်ဘူးတကယ်ကိုဒါကျွန်တော်လုံးဝ intensity ရအောင်တကယ်နဲ့ကျွန်တော်ခြေစွမ်းရအောင်အများကြီးအဖက်ဖက်ကနေကြည့်ကောင်းခဲ့တဲ့ပွဲစဉ်ပဲဖြစ်တယ် United အသင်းနဲ့ဒါနီးပြကိုယ်တိုင်က Europa League ကိုသူအဲ့ site တော်မှာဖြစ်ပြီးဒါသူ့အနေနဲ့ဒါ ပရီးမီးယားလိမှာလူငယ်တွေကိုသာထုတ်သုံးတော့မှာဖြစ်တဲ့အကြောင်းကိုရူဘင်အာမိုရင်ကိုယ်တိုင်လက်ရှိမှာသူ့နဲ့တရားဝင်ထုတ်ပြောခဲ့တယ်။အဲ့တော့ Manchester United တင်တဲ့သူ့အနေနဲ့ဒါကြောင့် Sir Alex Ferguson ပြီးတဲ့နောက်ပိုင်းမှာမရှိတဲ့နောက်ပိုင်းမှာအဲ့ဒါဥရောပနှစ်ကြိမ်ဆက်ဒါကြောင့်ဆိုနှစ်ကြိမ်မြောက်ဒါရယူနိုင်သွားမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ခြင်းစရာကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။လက်ရှိမှာဒါကျွန်တော်တို့ Europa League က Manchester United တင်တဲ့ခုနောက်ပိုင်းမှာဒါမစိမ့်နေတာကျွန်တော်ဖလားတစ်ခုဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာဒါ Europa League ဘယ်လောက်ထိရေးပါလာနိုင်မလဲ။ဒါတွေကစောင့်ကြည့်ခြင်းစရာပေါင်းလာခဲ့တယ်။ဒီကတကယ်ကို inclusion တော်တော်လေးကိုဖြစ်လာမှာပေါ့စေ။အဲ့တော့ ဘီဘာဟုတ်ကလည်းခုနပြောလိုပဲသူ့အနေနဲ့သူ့ရဲ့အိမ်ငွေမှာသူဟာ final ဆုံးရမယ်အခွင့်အရေးရှိတယ်လက်ရှိမှာသူ့အနေနဲ့လည်းဒါပြည်တွင်းလီမှာလည်းမဆိုးလာတဲ့အခြေအနေတစ်ခုဖြစ်တယ်အဲ့တော့ဒီညမှာနှစ်ခုကွာတာဘီဘာဟုတ်ကသူ့ရဲ့ပြည်တွင်းလီရဲ့လက်ရှိအခြေအနေကိုကြည့်အောင်မဖြစ်တော့ကြောင်သူ့အနေနဲ့ United လိုမျိုးငါဟာ Euro Party ကိုပုံအောင်လိုက်မယ်ဆိုတဲ့ပုံစံမျိုးလုပ်လို့တော့မရဘူးလက်ရှိမှာဒါဘီဘာဟုတ်အနေနဲ့လက်ရှိမှာပြည်တွင်းလီမှာသူ့အနေနဲ့အခြေအနေရကြည့်ကြအောင်မယ်ဒါကျွန်တော် Champion League မှာဆို Euro Party မှာသူ့အနေနဲ့တစ်ခုခုလုပ်ပြအောင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ ဒီပွဲကထင်တာထက်အများကြီးကောင်းပဲပြည်တာကနပထမဆုံးပွဲကတော့မေလ၁ရက်နေ့မှာဒါကျွန်တော်တို့ Athletic Bilbao ရဲ့အိမ်ဝင်လို့ကြားပါတယ်၈ရက်နေ့မှာတော့ဒါကျွန်တော်တို့တို့ရဲ့အိမ်ဝင်ဖြစ်တယ်ဒါကျွန်တော်တို့ Old Trafford မှာကြံရမယ်လို့ကြားတယ်နောက်ထပ်အသင်းသင်းကလက်ရှိမှာ Spa အသင်းနေနဲ့ Borussia နဲ့ Glenn တွေမှာပါတစ်ဖက်ကလုံးဝ Fairy Tale ဆန်နဲ့ဒါကျွန်တော် လုံးဝ Aimat ဆန်နဲ့ Norway Club ကလက်ရှိမှာတို့ရဲ့သမိုင်းတခြားအခုလက်ရှိမှာ Semi Final ကိုတက်ခဲ့တာဖြစ်တယ် Norway အသင်းရဲ့ဒါကျွန်တော်တို့အတိုင်းသမိုင်းတခြားဒါ Semi Final ကိုတက်ခဲ့တယ်ဖြစ်တယ်တစ်ဖက်က Tottenham Hotspur အသင်း Tottenham Hotspur အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်ပြည်တွင်းလီမှာအခြေအနေတွေဆိုးပြီး နီးပြကိုထုတ်မယ်ဒီပါတွေဖြစ်နေတဲ့အသင်းသတင်းအနေနဲ့အခုလက်ရှိမှာမထင်မှတ်ပဲနဲ့ဒါကျွန်တော် semi final ကိုတက်ခဲ့တယ်ဒီနေရာမှာတော့ခုနကပြောသူပဲ low on paper မှာကြည့်မှာ on form မှာကြည့်မယ်ဆိုရင်တော့ spa အသင်းကဒါကျွန်တော်တို့ final တက်ဖို့အတွက်အခွင့်အရေးတွေများတဲ့သဖြစ်တယ်သို့ပေမဲ့တော့ညာလဲကျွန်တော်တို့ spa အသင်းကဒီလိုမျိုးတိုင်ကျွန်တော်တို့လွယ်တဲ့အသင်းဆိုတော့ဘယ်တော့မှမရှိခဲ့မမဲရကျွန်တော်ဒါ kit assessment မှာဒါကျွန်တော် dynamo zaga နဲ့ကန်တဲ့ချိန်မှာ ori sit လို့ကစားသမားမျိုး hat trick တင်တာခံလိုက်ရတယ်အဲ့တော့ဘိုဒူဝဲဂလင်ကို spa အသင်း short တော့သွားမှာဆိုဘိုဒူဝဲဂလင်က final ကိုတက်သွားမဲ့အသင်းဖြစ်သွားမှာအဲ့တော့ spa အသင်းနဲ့ဘိုဒူဝဲဂလင်ကိုသူတို့ရဲ့အိမ်ဝင်းမှာကလေးကပွဲဖြတ် ်ဖို့အတွက်ကြိုးစားရမယ်။ဘိုလ်ထွေးရဲ့ဂလင်းရဲ့အိမ်ကွင်းကတော်တော်လေးကိုခက်ခဲတဲ့ကွင်းတစ်ကွင်းဆိုပြီးလက်ရှိမှာပြိတ္တတွေကပြောဆိုနေတာတွေ့ရမယ်။အဲ့တော့စပါးသင်းတွက်ကဒါကျွန်တော်တို့လက်ရှိမော်ရီရှားပိုချယ်ရီနိုနောက်ပိုင်းမှာဒါကျွန်တော်တို့ကန်ဂျီဘိုဆက်ဂလူးကတော့ဥရောပစီမီဖိုင်နယ်ကိုပို့ပေးတဲ့နီးပြအနေနဲ့မှတ်တမ်းဝင်လာခဲ့တယ်။ဖိုင်နယ်ကိုများထပ်ပို့ပေးနိုင်အောင်မလား။စပါးတွက်က United ထဲရှင်မယ်ဆိုတော့ပို့ပြီးတော့လွယ်ကူတဲ့အပိုးမဲတစ်ခုရှိတယ်။ဒါပေမဲ့လုံးဝလုံးဝလုံးဝကိုအထင်သေးလို့မရနိုင်တဲ့အပိုးနဲ့တစ်ခုဖြစ်တယ်။အဲ့တော့လက်ရှိအခြေအနေတွေကကျွန်တော်တို့ဒါနည်းနည်းလေးသုံးသပ်အောင်လက်ရှိချင်းတွေကဒါကျွန်တော်ဥရောပယူရိုပါလိမှာဒါကျွန်တော်တို့အင်္ဂလ င်္ဂလိပ်သင်တန်းရှိတယ်။ဒီအင်္ဂလိပ်သင်တန်းကဘယ်ကျွန်တော်တို့ all english final ဖြစ်သွားနိုင်လား။ကျွန်တော်တို့ယူရိုပါလိအနေနဲ့အခုလက်ရှိဒါအခြေအနေတွေကကျွန်တော်လက်ရှိမှာ all english final ဖြစ်ဖို့အတွက်ဒါဘလောက်ထိကျွန်တော်တို့အခြေအနေတွေကောင်းသွားနိုင်လဲ။ ဒါကကျွန်တော်အင်္ဂလိပ် all english right နဲ့ရှိကျွန်တော်လက်ရှိမှာလာပွင့်လေမှာကျွန်တော်လက်ရှိဒါကျွန်တော်စပိန်သွားနိုင်မဲ့ဒါဒီနေ့မှာဒီချိန်နဲ့ဆိုကျွန်တော်ဒါ viva ဘက်ကိုမရောက်တော့ဘူးထင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဒါကျွန်တော်တို့ခီးစိတ်ကိုလက်မှတ်ဖို့ဒါကျွန်တော်အလူရဲ့ငလင်ပေးအလူကိုကျွန်တော်လှုပ်ထားပြီးတော့ okay စပါးတင်နဲ့ viva ကိုရောက်ခဲ့မယ်ဆိုတော့ကျွန်တော်ဒါ tv မှာပဲကြည့်ရမယ်သဘောမှာပဲရှိပါတယ်အဲ့တော့ကျိုးတော့စူးစမ်းကြည့်မယ်ဗျာခုနပြောပြဲဒါသူများစီကသူများသူသူကိုကိုကကိုဒါမရှိမဲ့ရှိမဲ့စူဆောင်းထားတဲ့နေရာနိုင်လဲနိုင်အောင်ပဲတတ်နိုင်မယ်အဲ့တော့ခုနပြောပြဲ ဒါအမြဲတမ်း final တက်နေတာမဟုတ်တာတစ်ချိန်ကဒါ final တက်တော့လည်းကိုရီအဲ့လောက်ကြီးမသွားနိုင်ခဲ့သေးဘူးအခုလေ final တက်တကယ်လည်းသွားနိုင်ချင်မှာ final တက်ခဲ့မယ်ဆိုတော့မဆိုးဘူးဗါဒါပေမဲ့သူများအသင်ကိုဘယ်တော့မှထင်လို့မရဘူးဘိုရိုးရဲ့ဂလင်ကတကယ်ကိုကြီးကျူးပြီးကောင်းတယ်အဲ့တော့လက်ရှိမှာ United ပြိုင်ပွဲတွေကကျွန်တော်လာပြီးကိုကိုကလေးကျွန်တော် all english final မှာတက်အဲ့တော့ကျွန်တော်တို့ United က baby ဘောတော့ athletic ပြီးကောင်းကျွန်တော်တို့ကဒါအမြဲတမ်းခက်ခဲတဲ့ပုံမှန်မှာဘိုရိုးရဲ့ဂလင်ကဒီ city ရောက်လာတာကောင်းလို့ရောက်ခဲ့တာဖြစ်တယ်ပေါ်ချောင်းကောင်းအနေထားနဲ့ရောက်ခဲ့တာမှာအဲ့တော့ဘိုရိုးရဲ့ဂလင်ကိုကျွန်တော်လေးစားဖို့လိုတဲ့တည်းမှာပါပါတယ်ဒါဆိုသေးသေးလေးလက်ရှိမှာတော့ကျွန်တော် conference final ပါ conference final မှာအားကျွန်တော်လက်ရှိမှာ Chelsea သင်းကတော့ final တက် ဖို့အတွက်အချိန်တွေအများကောင်းပါတယ်သူတို့ရဲ့တွေ့တဲ့တင်ကဘာလဲဒီဂျူဘူးဆိုလားမသိအဲ့အသိရှိပါအဲ့အသိကကျွန်တော်အမှန်တိုင်းမှာတော်တော်လေးကိုမရေးဒီပါဒါပေမဲ့ ယူရိုပါကွန်ဖရင့်လီမှာလက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုကလက်ရှိအနေထားရဘယ်သူတွေဖြစ်မလဲဆိုတော့တစ်ဖက်က Fiorentina နဲ့ Real Betis ပဲနှစ်သင်းလုံးကအခုလက်ရှိမှာဖော်မြက်ရဲကောင်ဒါပေမဲ့ Real Betis ကတော်တော်လေးကိုမိုက်လာခဲ့တယ် Pellegrini ရဲ့လက်ရှိ Real Betis ကဒါကျွန်တော်ကစားသမားဒါကျွန်တော်တစ်ဖက်ဒါအသင်းတွေရဲ့ကစားသမားမတုံးတဲ့ကစားသမားတွေကိုစုပြီးကောင်းထားတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ Queensland ဘက်မှာ Isco တောင်းဘက်မှာ Anthony တို့လိုကစားသမားမျိုးတွေစုပြီးတော်တော်လေးကိုအဆင်ပြေတယ်အဲ့တော့ တကယ်ကိုစောင့်ကြည့်နေတာတစ်ဖက်က Chelsea နဲ့ Djibouti ဘူးနဲ့မဟုတ်ဘဲနဲ့တစ်ဖက်ကတော့ကျွန်တော်တို့ Real Betis နဲ့ဒါ Fiorentina ဖြစ်တယ်အဲ့တော့တစ်ဖက်က Chelsea ဘက်ကပြန်ကြည့်မယ်ဆိုကျွန်တော်တို့အတင်းဒါကျွန်တော်တို့ဒါ အင်္ဂလိပ်သင်းတွေအနေနဲ့ final တက်ဖို့အတွက်အရန်လွယ်မဲ့နေထားမှာရှိပါတယ်အဲ့တော့ဒီနေ့မှာ Chelsea သင်းကလည်းကျွန်တော် Europa League Conference ကိုဒါကျွန်တော်တခြားအင်္ဂလိပ်သင်းတွေဆိုင်ဥရောပဖလားကိုရဖို့အတွက်တော်တော်လေးရေမန်းစားတယ် Chelsea သင်းနဲ့ဒါကျွန်တော်ပထမဆုံးဒါကျွန်တော်တို့အင်္ဂလိပ်သင်းတွေအနေနဲ့ကိုဒါကျွန်တော်ပထမဆုံးအသင်းတွေကိုကျွန်တော်ဖလားသုံးလုံးလုံးရဖို့တဲ့ဒါဥရောပဖလားသုံးလုံးရသုံးတယ်စာရင်တစ်ခုလည်းစကူးသွားတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဘဒူဒီဘလိုပြုတ်သွားတယ်ဥရောပပွဲစဉ်တွေကိုအတူတူစောင့်ကြည့်နေပဲကျွန်တော်တော့ကုန်ပြပါအောင်ဘလိုပွဲတွေကိုကြည့်ရှုနေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလူစပေါအောင်ကုန်ကြည့်လို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ပြ ောက်က comment တွေမှာလည်း youth sport media 3.0ဆိုတော့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားကြကျွန်တော်တို့ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာမင်မနာဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်တော့နေနေဖြစ်ပါစုမုံအောင်တောင်းပြီးနေပဲကျွန်တော်နောက်မှကျွန်တော်အခုမှတောင်းကိုပြပါဗျာနောက်မှကျွန်တော်တွေ့ကြပါဦးဒေးပါဗျာ